မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇမလာတရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းထုတ်တော့မယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးနိုင်ရေးနဲ့တရားစီရင်နိုင်ရေးအတွက်အစွမ်းကုန်အရှိန်ဟုန်မြင့်ပြီးတော့ကြိုးပမ်းအားထုတ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ကရင်ပြည်အမျိုးသားများတိုးတက်ရေးပါတီ KNPP နဲ့ချင်းအမျိုးသားတပ်ဦး CNF တို့ကပူးရဲကြေညာချက်တရက်ကိုထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူသားမျိုး ွန်းတွေအပေါ်ကျူးလွန်တဲ့ရာဇဝဲမှုနဲ့ဖမ်းဝရမ်းထုတ်ခံရတော့မယ်တရက်ခန့်မင်းအောင်လှိုင်ကိုနိုင်ငံတကာကဖမ်းဆီးအရေးယူနိုင်ရေးအလားတူပဲမြန်မာပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝဲမှုများကိုလည်းဖော်ထုတ်ပြီးတော့နိုင်ငံတကာဥပဒေများနဲ့အညီ ICC ICJ စတဲ့နိုင်ငံတကာတရားစီရင်ရေးရန်တရားများကနေတဆက်တာဝန်ယူမှုတာဝန်ခံမှုရရှိစေရေးအတွက် အစွဲကုန်အရှိန်ဟုန်နဲ့ကြိုးပမ်းပြီးတော့အထောက်သွားမှာဖြစ်ကြောင်းမနေ့ကညပိုင်းကပူးရဲကြီးညာလိုက်ချင်းဖြစ်တယ်လို့သိရပါဗျ။ရိုဟင်ဂျာများအပေါ်ကျူးလွန်တဲ့ယာစွဲမှုများအတွာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းမရန်ထုတ်ရန်အတွာအပြည်ပြည်ဆိုင်ရာယာစွဲမှုတရားရုံး ICC ရဲ့ရှေ့နေချုပ် Karim AA Khan က ICC ကို2024ခုနှစ်နိုဘာမာလ28ရက်နေ့ကရှောက်ထားလိုက်တယ်လို့သိရပါဗျ။အပြည်ပြည်ဆိုင်ရာယာစွဲမှုတရားရုံး ICC ရဲ့ရှေ့နေချုပ်ရဲ့ဆောင်ရွက်ချက်ကိုကြိုးဆိုကြောင်းပြောဆိုထားပါတယ်။ အဲ့ဒီဖြစ်ထုံးမှုဟာမြမတက်မတော်တမိုင်းမှာလူသားမျိုးနွယ်အပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုတရားခံအဖြစ်နဲ့နိုင်ငံတကာတရားရုံးတစ်ခုရဲ့ဖန်ဝရန်ထုတ်ရန်ပထမဆုံးရှောက်ထားခြင်းခံရတာဟာ မြန်မာတပ်မတော်အပါအဝင်မြန်မာနိုင်ငံရဲ့လုံခြုံရေးစနစ်တရားရေးစနစ်နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲရန်အရေးပေါ်လိုအပ်လျက်ရှိကြောင်းအတိတ်ပဲဖွင့်ဆိုနိုင်တယ်လို့ပူရဲကြေညာချက်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်နဲ့ပတ်သက်ဆက်ဆက်နေတဲ့သူအလုံးဟာပြစီဆုံးရှုံးမှုများကိုသာမလွဲမသွေရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်ဒါကြောင့်စစ်တပ်အတွင်းမှာရှိတဲ့တပ်မတော်သားများအလုံးအနေနဲ့တပ်မတော်ကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက်တာဝန်ရှိတဲ့သူ မင်းအောင်လှိုင်ရဲ့လက်ထဲကနေပြီးတော့ပြန်လဲကဲတင်ရန်ပြည်သူလူထုကလိုလားတယ်နိုင်ငံရေးနဲ့ပတ်သက်မှုမရှိတဲ့ပြည်သူလူထုကိုအကာအကွယ်ပေးတဲ့အကျိုးပြုတက်မတော်အဖြစ်နဲ့ Federal Democracy အခြေခံမူများနဲ့အညီလုံခြုံရေးကဏ္ဍအသစ်ကိုစောင့်ရွက်ကြရန်ပူးတွဲကြေညာချက်ကဖိတ်ခေါ်ထားပါတယ်ဒါအပြင်လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုတရက်ခန့်အဖြစ်နဲ့ဝရမ်းထုတ်ခံရမယ်အကြမ်းဖက်စစ်ခေါင်းဆောင်ကဦးစီးကျင်းပမယ်ရွေးကောက်ပွဲဟာမြည်သည့်နည်းနဲ့မှတရားဝင်ခြင်းမရှိပဲ တမိုင်းအမောင်းလမ်းထဲကိုတိုးပြီးတော့မိုက်တွင်းနှံ့နေခြင်းသာဖြစ်ပြီးတော့စစ်တပ်အတွက်သာမကတိုင်းပြည်အတွက်ပါနိုင်ငံရေးထွက်ပေါက်လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ထပ်မံသတိပေးထားပါတယ်။အိန္ဒိချင်းနိုင်ငံများအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝိုင်းတွေဟာလည်းအကြမ်းဖက်စစ်ကောင်ဆောင်ကဥဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့ပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေတဲ့ဆက်ဆံရေးများကြောင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများဖြစ်ပေါ်ခြင်းကို အားပေးတဲ့အခြေအနေမျိုးမဖြစ်ပေါ်စေရေးအတွက်သတိမူကြရန်လိုအပ်လာပြီဖြစ်တယ်လို့ထပ်မံသတိပေးထားပါတယ်။စစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများကြောင့်နစ်နာခဲ့တဲ့နစ်နာနေရတဲ့တိုင်းရင်းသားပြည်သူများနဲ့အနာဂတ်ပြည်ထောင်စုမှာစစ်တပ်ရဲ့အဖန်တလဲလဲအာဏာသိမ်းယူမှုများမဖြစ်ပေါ်ရေးကိုရည်ရွယ်တယ်။အတွင်ကူပြောင်းရေးကာလတရားမျှတမှုကိုဖော်ဆောင်ရေးဟာမမိတ်မတုံထားရှိတဲ့ဂရီကုဝတ်များဖြစ်ပါတယ်လို့ NUG, KNU, CNF နဲ့ KMPP တို့ကပူးတွဲကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်အချင်းထောင်ကနေနိုင်ငံရေးအချင်းသားနဲ့အခြားအချင်းသားစုစုပေါင်းအယောက်900ဝန်းကျင်ကိုတာယာဝတီအချင်းထောင်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့စနေနေ့မနက်အစောပိုင်းမှာအချင်းဦးစီးကပြောင်းရွှေ့လိုက်တာလို့ပြောပါတယ်။ပြောင်းရွှေ့ခံရတဲ့အထဲမှာနိုင်ငံရေးအချင်းသားတွေပါတယ်ဆိုတာတော့သိရပေမဲ့ဘယ်နှယောက်ပါတယ်ဆိုတာကတော့မသိရသေးဘူးလို့ပြောပါတယ်။အဲ့တွေ့လက်မှတ်ခံတဲ့နေ့ကိုရွေးပြီးတော့ပို့တဲ့သဘောပဲဗျ။ ်မိသားစုဝင်တွေရောပြည်သူတွေရောမသိအောင်လို့ပြောင်းရွှေ့တဲ့သဘောပါအခုလိုသတင်းထုတ်ပြန်မှာကိုမလိုလားတဲ့အတွက်ပြည်သူတွေမိသားစုဝင်တွေထောက်ဝင်စားမရှိတဲ့ရက်ရုံးပိတ်ရက်ကိုပြောင်းလိုက်တယ်လို့ပြောလို့ရပါတယ်လို့သူကပြောပါတယ်တရားဝရီအချင်းထောင်မှာလဲတတ်မှတ်ဥယေထက်ကျော်လွန်နေတာကိုထပ်ပြီးတော့အချင်းသားတွေကိုပို့တာဟာနိုင်ငံရေးအချင်းသားတွေအတွက်သတိထားရမယ့်အခြေအနေဖြစ်တယ်လို့မှတ်ချက်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောင်စီတပ်ကဈေးတယ်အမျိုးသမီး၃ဦးထံကနေပြီးတော့ဈေးဝယ်မဲ့ပတ်စံငွေကျပ်30ကိုလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့ကရွှေဘုံမြို့နယ်တည်ကြည်တော်ကျေးရွာကဈေးတယ်အမျိုးသမီး၂ဦးနဲ့ပလိုင်းကျေးရွာကဈေးတယ်အမျိုးသမီး၃ဦးတို့ကရွှေဘုံမြို့ပေါ်မှာဈေးဝယ်ရန်အတွက်စိုက်ကယ်နဲ့လာရောက်ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မြို့ပေါ်မှာကင်းလည်နေတဲ့စစ်ကောင်စီတပ်ကဈေးတယ်အမျိုးသမီး၃ဦးရဲ့စိုက်ကယ်များကိုလိုက်လံတားဆီးပြီးတော့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဆိုင်ကယ်များဟာနိုင်စင်မဲ့ဆိုင်ကယ်တွေဖြစ်တဲ့အတွာဈေးတယ်အမျိုးသမီး၃ဦးထံကနေပြီးတော့ဈေးဝယ်ယူရန်ယူဆောင်လာတဲ့ငွေကျပ်30ကိုယူဆောင်သွားပြီးတော့ဆိုင်ကယ်တွေကိုလည်းတင်စီကသူတို့ကိုပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။တကြီးတော်ကြီးရွာကဈေးတယ်အမျိုးသမီး၂ဦးနဲ့ပလိုင်းကြီးရွာကဈေးတယ်အမျိုးသမီး၁ဦးတို့ကရွှေဘုံမြို့ပေါ်ကိုဈေးတက်ဝယ်တာအဲ့ဒါသူတို့စီးလာတဲ့ဆိုင်ကယ်တွေကလိုင်စင်မရှိဘူးဝစ်တော့ပေါ့အဲ့ဒါကိုစစ်တပ်လှည့်ခင်းနဲ့တွေ့တော့ ဝတ်တော့ဆိုင်ကယ်စီးတယ်ဆိုပြီးတော့ဖမ်းတယ်ဆိုင်ကယ်ထဲမှာထည့်ထားတဲ့ဈေးဝယ်မဲ့ပတ်စံငွေကျပ်30ကိုတခါတည်းယူသွားတယ်လူတွေကိုတော့ပြန်လွှတ်ပေးလိုက်တယ်လို့ဖမ်းဆီးခံရတဲ့ဈေးတဲ့များရဲ့မိတ်ဆွေများကပြန်လည်ရှင်းပြခဲ့ပါတယ်ရွှေဘုံမြို့ပေါ်မှာစစ်ကောင်စီတပ်များကစစ်စေးရိတ်ဂိတ်ချပြီးတော့တော့၎င်းလှည့်ကင်းများပိုက်၍တော့၎င်းလမ်းတော်လမ်းလာပြည်သူများရဲ့ဆိုင်ကယ်များကိုမကြခဏဆိုသလိုအပြစ်မရှိအပြစ်ရှာပြီးတော့ဖမ်းဆီးပြီးဒဏ်ရိုက်ခြင်းလူငယ်များကိုတတ်သားတဲ့အဖြစ်နဲ့စုဆောင်းခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကရွှေဘုံမြို့ပေါ်မှာစိုက်ကယ်များကိုဥတီပြီးတော့ဖမ်းဆီးနေ ၄ရာမှာဖမ်းဆီးပြီးတဲ့နောက်စိုက်ကယ်ကိုပြတ်လို့ခြင်းရင်ငွေကျပ်၃သိန်းကနေ၃20အထိစိုက်ကယ်ရဲ့တန်ကြီးပေါ်ကိုလိုက်ပြီးတော့ပြန်လဲရွေးခွင့်ပြုနေတယ်လို့သိရပါတယ်။ရွှေဘုံမြို့ရဲစခန်းထွေအုံရုံးတဲ့တပ်ထဲမှာဖမ်းဆီးထားတဲ့စိုက်ကယ်များကိုစုပုံပြီးတော့ထားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နှစ်ဖက်တိုက်ပွဲတွေကြောင့်မွန်ပြည်နယ်တန်ဖြူစရက်မြို့ပေါ်ကိုတင်းရှောင်လာကြတဲ့စစ်ရှောင်ပြည်သူတွေများလာတာကြောင့်အိမ်ငားကနဲ့အိမ်ချမ်းမြိတ်ဈေးနှုန်းတွေဟာအစမတန်ထိုးတက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကစပြီးတော့ကြာရင်စိတ်ကြီးမြို့နယ်အဆက်နဲ့တန်ဖြူစရက်မြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတို့ကြားမှာနေ့စဉ်နဲ့အမျှတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်ဒေသခံပြည်သူတွေဟာတန်ဖြူစရက်မြို့ပေါ်ရက်ွက်တေးစီကိုအများဆုံးပျောက်ရွှေ့လာတဲ့အတွက် အိမ်ချမ်းမြေဈေးနှုန်းဟာအစမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။အိမ်ငါးကဈေးနှုန်းအနေနဲ့အရင်ကကျပ်9000တန်အိမ်ငါးကဈေးနှုန်းဟာ ချက်တသိန်းခွဲကျော်အထိဈေးနှုန်းတွေထိုးတက်လာပြီးတော့ကျန်တဲ့အိမ်ကားကဈေးနှုန်းတွေကလည်းအဆောက်အဦပေါ်မူတည်ပြီးတော့သုံးဆနီးပါးဈေးနှုန်းတွေမြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။အိမ်ကားကဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက်အရင်ကတည်းကငှားရနေထိုင်ကြသူတွေအပေါ်မှာအိမ်ရှင်တွေကပေါက်ဈေးအရဆိုပြီးတော့ဈေးတွေပိုတောင်းလာတာကြောင့်အခက်အခဲကြုံနေရတယ်လို့အိမ်ကားနေထိုင်သူတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်။ဒါအပြင်အိမ်ချမ်းမြေဈေးကွက်ဟာလည်းပေ40ပေ60တကွက်ကိုငွေကျပ်3500ကနေငွေကျပ်3000ကျော်အထိမြင့်တက်လာတယ်လို့အိမ်ဈေးနှုန်းတွေကလည်းအရင်ထက်30နီးပါးမြင့်တက်လာတယ်လို့ဆိုပါ ါတယ်။ကြိုင်းစိတ်ကြီးနဲ့တန်ဖြူစရမျိုးနယ်ကြားမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အနန်ခွင်လွရှန်ဇီးနပင်စခန်းကြီးပရောဟိအပါအဝင်ကျေးရွာပေါင်း20နီးပါးကဒေသခံပြည်သူအယောက်6000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကောင်စီကစစ်လေယာဉ်နဲ့ဘုံကျဲချခဲ့ရာ ပြည်သူ၁၀ဦးတေဆုံးပြီးအယောက်၂၀တန်းရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ညနေ6:30မိနစ်အချိန်မှာကြောင်မဲမြို့အင်ဂျင်တောင်ရက်ွက်ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ပြီးတော့ဒေသခံပြည်သူ၁၀ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ပြည်သူအယောက်၂၀လဲထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်ကိုလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းကနေတဆင့်ပေါင်900ဘုံးနေနဲ့လာရောက်ပြီးတော့ချဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းဘုံးကျဲတိုက်ခတ်မှုကြောင့်ကြောင်မဲမြို့နဲ့အင်ဂျင်တောင်ရက်ွက်ကဒေသခံပြည်သူ၁၀ဦးထိမှန်တေဆုံးပြီးအယောက်၂၀ ်ကျော်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေကိုစေယုံကိုအရေးပေါ်ပို့ဆောင်ပြီးတော့စေဝါကုသပေးနေရပြီးတေဆုံးသွားတဲ့ရုံအလောင်းတွေကိုတော့လိုက်လံရှာဖွေရှင်းလင်းနေရတယ်လို့သိရပါတယ်။ဘုံကျဲတဲ့နေရာကရက်ွက်ကြီးဗျာ။လူနေများတဲ့ရက်ွက်ပါစီရင်နဲ့လည်းလုံးဝပတ်သက်မှုမရှိပါဘူးညနေအချိန်ဆိုတော့လူတွေအားလုံးကအိမ်ထဲမှာနာနာနေနေရှိကြတဲ့အချိန်ဘုံကျဲချသွားတာပါလို့ကြောင်မဲမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်နိုဝင်ဘာလ25ရက်နေ့က PSLF TNL ကစီရေးတင်မာမှုများတွဲဆောင်ဆွေးနွေးဖြေရှင်းရန်အမြဲအသင့်ရှိကြောင်းတရားဝင်ထုတ်ပြန်ပြီးတဲ့နောက်9ရက်အကြာမှာစစ်ကောင်စီကကြောင်မဲမြို့ကိုလက်ရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကနောင်ချုံမြို့မှာနိုဝင်ဘာလအတွင်းစစ်ကောင်စီတပ်ကလေကြောင်းအုံပြုတ်ပြီးတော့အပြစ်မဲ့ပြည်သူများရှိရာကိုဥတီတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူစုစုပေါင်း18ဦးသေဆုံးပြီး34ဦးဒဏ်ရာရရှိကနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ